ဒီဒီနေ့ဖတ်တဲ့အထဲမှာပေါ့နော်အာဒီစာအုပ်တုံးလုံးကတော့စင်စင်ရှင်တဲ့ခါမှာလားဘုရားရဲ့အလိုတော်ပေါ့နော်ဒါလူတိုင်းလူရဲ့လို့ဖြစ်လာတဲ့ခါမှာဘုရားသခင်ကလူတိုင်းအတွက်ဘုရားသခင်အကြံစီရှိတယ်ပေါ့နော်ဒီအကြံစီတော်ကိုအာအတူတူကလေ့လာရတယ်ဒီတပတ်ကဒီဖတ်တဲ့စာအုပ်ထဲမှာတော့ပေါ့နော်အရင်ဆုံးပြောရှင်းတာဒီစာမျက်နှာ122မှာပေါ့ပါလဲဆိုတော့ ်လူသည်ဘုရားသခင်၏အမျက်နိုးဆုံးအချစ်ဆုံးတန်ဖိုးအရှိဆုံးနှင့်ဘုရားသခင်အလိုချင်ဆုံးဖြစ်သည်လူဆိုတာဘုရားရဲ့မြင်မှာအဲအရန်တန်ဖိုးရှိတဲ့အရာဖြစ်တယ်ပေါ့နော်ဟိုလူပုံပုံမှန်တော့လူတွေကကြည်လိုက်ဟာဟိုမှာလည်းလူတွေအများကြီးပဲเนาะလမ်းမှာတွားရင်လည်းလူတွေအများကြီးပဲတွေ့ရဲဆိုတော့အဲတန်ဖိုးတိတ်မတိသလိုမျိုးဖြစ်တယ်ပေါ့နော်ကြည်လိုက်ရင်လူတွေကလောကမှာအများကြီးပဲရှိရဲဒါပေမဲ့ လူတယောက်ချင်းစီတိုင်းကဘုရားသခင်ရဲ့ရှေ့မှာအရန်တန်ဖိုးရှိရဲဆိုတဲ့အရာကိုဆင်ခြင်ရတယ်ပေါ့နော်ဘုရားသခင်ရဲ့မျက်နှာဆုံးသော သူကလူဖြစ်တယ်ဘုရားသခင်ကလူတိုင်းကိုချစ်မြတ်နိုးတယ်ပြီးတော့ဘုရားသခင်ကလူတွေကိုတန်ဖိုးထားတယ်ပြီးတော့ဘုရားသခင်ကလူတွေကိုလိုချင်တယ်ဆိုတဲ့အရာကိုပြန်လဲပြီးတော့ဆင်ခြင်ဆင်ခြင်ရပါတယ်လို့ဘုရားရဲ့ အချစ်ပေါ့နော်ဟိုတစ်ပတ်ကလည်းဟိုဆရာတို့လည်းဆရာအဖူတို့လည်းအများကြီးဝေငှသွားတယ်ပေါ့နော်ဒီဖျားသခင်ရဲ့ချစ်ချင်းမြတ်တာပေါ့သူကဖျားသခင်စီကနေချစ်ချင်းမြတ်တာကိုအဦးဆုံးရရှိတယ်ပေါ့ဖျားသခင်ရဲ့ချစ်ချင်းမြတ်တာကိုရရှိတဲ့အခါမှာပဲဖျားဖျားကိုလူကပြန်ပြီးတော့ချစ်တတ်တယ်ပေါ့နော်ဖျားသခင်ရဲ့အာဖျားသခင်ရဲ့အချစ်နဲ့ ဘုရားဘုရားကိုချစ်တတ်ဖို့အတွက်ဘုရားစီကနေချစ်ခြင်းမေတ္တာကိုလက်ခံရရှိတယ်ဆိုတော့လည်းစင်ကျင်ရတယ်အဲမဟုတ်လို့ရှင်တော့ဟိုလောကရဲ့လောကရဲ့အချစ်တရားတော့အမျိုးမျိုးရှိတယ်ပေါ့နော် counter fake တွေပေါ့ဘလိုအတုအတုအယောင်တွေပေါ့ဟုတ်လူလူတော်လူတွေရဲ့လူလူတွေကလည်းချစ်တယ်လीနော်လူတွေကချစ်တယ်ကိုမိဘကလည်းတာသမီးကိုချစ်တယ်တာသမီးကမိဘကိုချစ်တယ်အဲ့လိုဇနီးတဲ့ခင်မွန်းတဲ့မောင်နှမတငယ်ချင်းတွေ အချစ်တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့အချစ်တွေကကြတော့ဟိုအတ္တတွေပါတယ်ဗောနော်လူတွေရဲ့ကိုယ့်ရဲ့အတ္တတွေနဲ့ရှိတယ်တာသမီဆိုတဲ့ဖြစ်စီခြင်းနဲ့သူကကောင်းစီခြင်းနဲ့ဆိုအတင်းအတင်းပြောအလိုလုံးလို့ရှိရင်ကြတော့အဲခလေးတွေရလဲလို့ဟိုဘာဖြစ်လို့ငါ့အတင်းလောက်တာလဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဗောနော်ဒါပေမဲ့ဖရားရဲ့ချစ်ခြင်းမြတ်တာကတော့အဲ့လိုမဟုတ်ဘူးဗောဖရားရဲ့ချစ်ခြင်းမြတ်တာကတော့ အလုံးမဲ့ဆိတ်ရှိခြင်းဒီခံခြင်းနဲ့ဒါသမီးတွေကိုတယောက်ချင်းစီတိုင်းကိုသူကအမျက်နှိုးဆုံးနဲ့ရသခင်ကသူတွေကိုရယူခြင်းနဲ့ဆိုတဲ့အရာကိုလည်းစီစင်ချင်ရပါတယ်လို့ပြီးတော့အဲဒါတော့ဒီစာမျက်နှာတွေအကုန်လုံးဒီစာမျက်နှာ138ကနေပြီးတော့ဆရာ123အထိပေါ့နော်အဲစင်ချင်ဖို့ပေးထားတဲ့ခါမှာဖတ်တဲ့ဖတ်ဖတ်တဲ့ခါမှာဒီအရာလေးကို အဦးဆုံးဆင်ရှင်မိတာပေါ့နော်ဒါကတော့ဆာမျက်နာ122မှာရှိပါတယ်လို့ဘုရားရဲ့ချစ်ချင်းမေတ္တာပေါ့နော်ဘုရားရဲ့ချစ်ချင်းမေတ္တာကလူမမျက်နှိုးဆုံးဖြစ်တယ်လူကိုအချစ်ဆုံးတန်ဖိုးရှိဆုံးနဲ့ဘုရားသခင်အလိုချင်ဆုံးဖြစ်တယ်ဆိုရရဟိုအဆင်ချင်မိပါတယ်လို့ဟိုဟိုတနေ့ကတော့ဟိုပြီးခဲ့တဲ့လဆိုရင်ကျွန်မမွေးနေ့ရှိတယ်ပေါ့နော်မွေးနေ့ဂျူဇာယကိုပြောဂျူဇာယပြောပြမှုမွေးနေ့ရှိတယ်လို့ ဟုတ်လားတဲ့သူပြောဟုတ်တယ်လို့မမို့ဘာလက်ဆောင်ပေးมาလဲလို့သူနောက်တာဗောခလေးကိုစဒါဒီတရှိပြီးတော့ကျဆန်းကမမို့ပေးကြဘာမှမရှိဘူးလေသူဒါလို့ပြောအဲတမီးအဲကျမသူပြောရတယ်လို့တာလီကအဲမမို့မမို့ပြောစကားနားထောင်လို့မမို့အဲ့လက်ဆောင်ပေးနော်လို့သူပြောသူကသူကရှိပြီးတော့ခေါင်းကြီးပြရယ်ဗောနော်အဲလူမိဘဆိုပြီးတော့ဖြစ်လာတဲ့အခါမှာဗောနော်ကိုယ်လည်းကိုယ်တာသမီးကို ရှင်းမြတ်လို့တဲ့အခါမှာဟိုသူတို့သူတို့ဘောနော်အဲ့လိုမျိုးဟိုဘာမှသူတို့စီကနေပြန်လုတ်ပေးတာအဲဟိုဒီရုပ်ဝတ္ထုပစ္စည်းရရချင်တာထက်သူတို့အဲသူတို့ကိုပဲလူချင်တာပေါ့နော်ဒါတောင်မှလူပဲရှိသေးတယ်ကိုယ့်ရဲ့ကိုယ့်ရဲ့လူတယောက်ရဲ့မပြည့်စုံတဲ့မေတ္တာတော့မှဒီလိုရှိတယ်ဆိုတော့ဘုရားရဲ့မေတ္တာကတော့အဲဘလောက်ထိအတိုင်းစားမရှိဘူးလဲပေါ့နော်ဘုရားရဲ့မေတ္တာကိုလူမျိုးစင်ချင်မိပါတယ်လို့အဲနောက်ထပ် ်တက်ပြီးတော့ဆင်ကျင်တဲ့အခါမှာစာမျက်နှာ123မှာပေါ့နော်စာမျက်နှာ123မှာဆိုကျွန်ုပ်ဤဝိညာဉ်စိတ်ကိုခန္ဓာအဘကျွန်ုပ်တို့ဤဝိညာဉ်စိတ်ကိုခန္ဓာမှာအဖဖရားကတဲ့လာပြီးတော့အဖဖရားရဲ့တားတော်ဝိညာဉ်တော်ဤဗိမ္မာန်တော် ဖြစ်လျက်ဖရားသခင်နဲ့အတူနေပြောဖရားသခင်နဲ့လူ အတူနေပြောပွဲအိမ်အဖြစ်ဖရားသခင်က ူကိုဖန်ဆင်းထားတယ်။နောက်ထပ်ဒီ138မှာကြတော့လေဒီဖီးယားရဲ့အဲလူကိုဖန်ဆင်းထားခြင်းရဲ့နောက်ထပ်ကြီးရွယ်ချက်ကဘာလဲဆိုတော့တွေ့ရတယ်ပေါ့နော်။လူကိုထဲ့เสียဘူးထဲ့เสียအိုးအဖြစ်ဖီးယားသခင်ဖန်ဆင်းထားခြင်းဒီမိမိကိုယ်ကိုလူထဲဖီးယားသခင်ထဲ့ဖို့ဖြစ်သည်။ဖီးယားသခင်ကသူ့တိုင်းလူထဲကိုလာနေခြင်းနဲ့ပေါ့နော်။ ဆိုတော့လည်းပြန်လဲပြီးတော့နောက်တစ်ဖန်အဲအစ်တစ်ဖန်ဆင်ချင်ရတယ်ပေါ့နော်နောက်ဘက်တော်ကြီးကတော့တခါတလေကြားဘူးတယ်ဆိုပြီးတော့အဲဖြစ်တယ်ဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့နေ့ရက်စဉ်တိုင်းမှာနောက်ဘက်တော်ကဖတ်တဲ့ခါတိုင်းမှာနော်ဒီအဲကိုယ့်အတွက်လိုအပ်တဲ့ဒီနေ့ရက်အတွက်လိုအပ်တဲ့အစားစစားစရာအဲရရှိတယ်လို့မျိုးဖြစ်တယ်ပေါ့နော်လူတွေလည်းဟိုနေ့တိုင်းခမင်းစားတာပဲเนาะဒါပေမဲ့အဲလောက် ကတော်ပြီးနေတိုင်းစားတော်ပြီးလိုမျိုးမရှိဘူးပေါ့နော်နှုတ်ကပတ်တော်လည်းနေတိုင်းကြားပေမဲ့ဒါကနေ့ရက်စဉ်တိုင်းမှာအစ်စ်စားစရာဖြစ်တယ်ဒီဒီရောက်လဲဆင်ချင်ရတယ်ပေါ့နော်ပြီးတော့အဲဒီမှာဘုရားသခင်ကလူတွေကိုသူကဝင်ပြီးတော့နေရှင်တယ်ဆိုတော့နောက်တစ်ခံဆင်ချင်ရတယ်ဒီအဲယောမကျမ်းကြိုက်လေးပြီးထားတာကြတော့ယောမ9 23ကနေ23ကအကြောင်းအရာကြတော့ ိုးထိန်သမားသည်အိုးမြေကိုပိုင်သည်မဟုတ်လောအိုးတပုံနဲ့အိုးမြေတပုံနဲ့နဲ့အိုးမြတ်အိုးရုပ်ကိုလှုပ်ပိုင်သည်မဟုတ်လောဖျားသခင်သည်မိမိအမျက်တော်ကိုပြ၍တကိုးတော်ကိုထင်ရှားစေခြင်းကပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရအိုးများတို့ကို အလွန်တီးခံခြင်းခံနေနှင့်တီးခံတော်မူသည်မှန်လျင်အဘယ်ပြောွယ်ရှိအပ်သည်။အိုးထိန်သမားကအိုးမြေကိုလှုပ်သလိုပဲဖျားသခင်ကလည်း လူကိုသူကကိုယ်အဖြစ်လောက်ထားတယ်ပေါ့နော်ဒီလိုမျိုးဆင်ခြင်ရတယ်အဲလူကထဲเสียကိုယ်ဖြစ်တယ်ဘာထဲဖို့လဲဆိုတော့ဘုရားသခင်ထဲဖို့ကျမတို့ကအထဲမှာဘုရားက လာပြီးတော့နေခြင်းတယ်ဘုရားက လူရဲ့အထဲမှာဝင်ပြီးတော့နေခြင်းတယ်ဘုရားဖြစ်တယ်ဆိုတော့ဒီမှာပြန်ပြီးတော့ဆင်ခြင်ရတယ်ပေါ့နော်ဒါကဘုရားကလူထဲမှာလူထဲမှာလာနေပြီးတော့ဘုရားကဘာလုပ်ခြင်းလဲ သူကလာနေရချင်းရဲ့ရည်ရွယ်ချက်ကတော့အဲနောက်စာမျက်နှာတစ်ခုမှာထပ်ပြီးတော့ဖော်ပြထားတယ်စာမျက်နှာ136မှာယခုခရစ်တော်အဖြစ်မိမိဤဝိညာဉ်ထဲမှ ရှင်ပေးဖြစ်စေပေးလုပ်ပေးနေခြင်းကိုကာယကံရှင်မိမိကဘုရားသခင်နှင်းသဘောတူ ခွင့်ပြုလက်ခံလိုက်ပြောရွေးချယ်ဆုံးဖြတ်သလောက်ဘုရားသခင်လုပ်ပေးခြင်းဖြစ်သည်ဒါကအာ လူသူရဲ့အထက်မှာဘုရားသခင်ကဝင်လာပြီးတဲ့ခါမှာ तू ကမလုပ်ပေးချင်တယ်ဆိုတော့ဘုရားသူရဲ့အထက်မှာဝင်ပြီးတော့ဘုရားသခင်က तू ကိုယ်တိုင်လုပ်ပေးချင်တယ်ပေါ့နော်အဲဒီလိုမျိုးဘုရားသခင်ဖြစ်တယ်ကျမတို့ကိုယ်ကိုယ်တဲ့ဘုရားသခင်က तू ကแท้ก็นี่ဝင်ပြီးတော့သူကလှုပ်ပေးနေတာဖြစ်တယ်။ဘာသာရေးဘာသာရေးတမပေါ့เนาะဒါဟိုတခြားတခြားတခြားသောဘာသာရေးဆိုတော့အပြင်ကနေလှုပ်ပေးရဲ့ အဲ့နင်ဒါလောက်ရမယ်နင်ဒါလုံးမကောင်းရလုံးမကောင်းတာဖြစ်မယ်ဒီလိုမျိုးတွေပဲများတယ်ပေါ့နော်အဲ့လိုမျိုးပညာတရားလဲတစ်ခါကျရင်ဟိုယုံကြည်သူတွေထဲမှာတော့မှအဲ့လိုပညာတရားနဲ့အဲသွားမိရဲ့အချိန်တွေရှိရပေါ့နော်သူများကိုလည်းအဲ့လိုတစ်ခါကျရင်အပြင်ကနေကြည့်ရင်တော့အပြင်ကနေပြီးတော့ကြည့်လုတဲ့အခါမှာဘာသာရေးဖြစ်သွားတယ်ပေါ့ဒါပေမဲ့အဲဖျားဖျားကကြတော့ လူကိုဖန်ဆင်းတဲ့ဖះလူကိုပြန်လဲရယူတဲ့ဖះကကြတော့အထဲကနေပြီးတော့ကျမတို့ကိုလှုပ်ပေးရှင်တာဖြစ်တယ်ဖះရဲ့ချစ်ချင်းမြတ်တာပေါ့နော်သူကလူထဲကနေလှုပ်ပေးရှင်တာမတ121မှာကြတော့ဘာပြန်ပြီးတော့တွေ့ရလဲဆိုတော့ယုံကြည်ယုံကြည်သူဤဝိညာဉ်စိတ်ခန္ဓာထဲအလုံးစုံဖြစ်သော ခရစ်တော်ကြွဝင်ပြီးကာယကံရှင်နှင့်အပြန့်အလှန်သဘောတူခွင့်ပြုလက်ခံတွဲဖက်လှုပ်ဆောင်သလော မိမိထဲထာဝရဖြစ်တည်ရှင်သန်ခဲ့သည်အဲဘုရားဘုရားကယုံကြည်သူအထဲရနေပြီးတော့သူလှုပ်ပေးတဲ့အခါမှာပေါ့နော်အဲကျမတို့ကဘုရားနဲ့အတူဘုရားသခင်လှုပ်ပေးနေတယ်ဆိုတဲ့အရာကိုသဘောတူ ခွင့်ပြုလက်ခံမှအဲ့ဒီအဲ့ဒီအပိုင်းမှာဘုရားသခင်ကလှုပ်ပေးတာပေါ့နော်ကြာတစ်ခါကြီးကြာရင်ကျမတို့အသက်တာနေ့စဉ်အသက်တာထဲမှာဆိုရှင်ဟောကိုကဘုရားကိုအဲ လက်မခံတဲ့နေရာရှိရပါတော့ကျမတို့ရဲ့အခန်းထဲမှာနှလုံးသားထဲမှာဘုရားခင်ဒီခန်းထဲတော့ဘုရားဝင်လို့မဖြစ်ဘူးဒါပိတ်ကျမတို့အဲ့အပိုင်းပိတ်ထားပိုင်းဘုရားသခင်ကလူထဲမှာရှိနေပေမဲ့ तू ကလှုပ်ပေးလို့မရတဲ့အခြေအနေရှိရပါတော့နော်ခိုင်ကြညီမတို့အပေါ်မှာအရန်ဟိုဆိုးတဲ့သူတွေရှိတတ်တယ်ပေါ့နော်ညီမတို့ ဟိုဒီလူဖျားခင်ကိုတော့ကျေးဇူးတယ်ဒါပေမဲ့ဒီလူတော့ကျမခွင့်မလွတ်နိုင်ဘူးကကျမဘောမှာတော်တော်ဆူဆူလောက်ထားတယ်လူမျိုးတွေပေါ့အဖျားကလုတ်ပေးခြင်းတယ်ဒါပေမဲ့ကျမတို့ကအဲ့လိုမျိုးတကားပိတ်ထားတဲ့ခါကျရင်ဖျားကအဲသဘောမတူတဲ့အရာကိုဖျားကလုတ်ပေးလို့မရဘူးပေါ့နော်ဒါပေမဲ့ကျမကတကယ်လို့ဖဖျားကိုရောဒီ တယောက်ကိုကျွန်မခွင့်လွှတ်ရမယ်ဟိုဖះကခွင့်ပြုခွင့်လွှတ်စေခြင်းနဲ့ဆိုတော့ကျွန်မသိတယ်ဒါပေမဲ့ကျွန်မခွင့်မလွှတ်နိုင်ဘူးပေါ့နော်အဲခွင့်မလွှတ်နိုင်ကိုရောကျွန်မရဲ့နှလုံးသားကိုကိုရောခွင့်လွှတ်ခြင်းနဲ့နှလုံးသားလိုမျိုးကိုရောထည့်ပေးပါလို့ဆူတောင်းတဲ့ခါကြလို့ရှင်ပေါ့เนาะကိုရောဒီဒီဆူတောင်းခြင်းကကိုကိုရဲ့နှလုံးသားထဲမှာမလုံနိုင်တဲ့အရာတွေကို ိုလုံနိုင်ဖို့အတွက်ဖြစ်စီရယ်ပေါ့နော်ခါကြံကွက်အခက်နှလုံးသားထဲမှာခါတိချင်းနေအလို strong hold တွေပေါ့နော် internet တွေအဲ့အရာတွေကိုနှလုံးထဲမှာအမြင့်တွေဆွဲထားရပေါ့အမြင့်တွေဆွဲထားတဲ့အခါမှာအဲအဲ့အရာတွေကဖျားဖျားအလုံးလုံးခွင့်မရဘူးပေါ့နော်တကယ်လို့ကျမတို့ကဖျားကြံစီတော်ကိုသဘောပေါက်တဲ့အခါမှာဖျားထဲမှာအဲ့လိုမျိုးသဘောတူလိုက်တဲ့အခါမှာဖျားသခင်ကကျမတို့ကို အဲဒီ bitterness တွေပေါ့အဲ့လိုမျိုးအမြင့်ဆွဲနေတဲ့အရာတွေကိုဖျားသခင်ကတူးဖော်တူးဖော်ပြီးတော့အဲ့လိုမျိုးဖျားသခင်ရှိမှ reconciliation ဖြစ်ရတဲ့ခွင့်ဒီဒီအရာတွေကနေခါတိချင်းနေတွေကနေလွတ်မြောက်ရတော့ခွင့်ဒီကိုဘုရားသခင်ကအာကျမတို့တက်တာထဲမှာရရှိရပေါ့နော်ကိုခွင့်ပြုသလောက်ကိုခွင့်ပြုသလောက်ရရှိရပေါ့အဲကိုခွင့်မ လူကသဘောမတူဘူးခွင့်မပြုဘူးတဲ့ခွင့်မပြုတဲ့အပိုင်းမှာဖျားသခင်ကအတင်းအတင်းအဓမ္မဝင်ပြီးတော့မလုပ်ဘူးပေါ့နော်ဒါကဖျားရဲ့လှုပ်ဆောင်တဲ့သဘောသဘာဝဖြစ်တယ်ပေါ့လူတွေကကြတော့အာလူလူတွေရဲ့သဘောလူတွေအခြေကကြတော့အာငါတာသမီဆိုရင်လည်းအတင်းပဲပေါ့နော်ဟာနင်တို့ဒါစစမစားလို့မရဘူးဒါလုတ်ငါကောင်းစီရှင်တို့လုတ်တာအတင်းလုတ်တယ်ဗောနော်ဒါပေမဲ့ဖျားကတော့အလိုမဟုတ်ဘူးဗောနော် အတင်းအတ္တမအလိုမျိုးလုတ်တဲ့ဖျားမဟုတ်ပဲねလူတွေကိုသူကတပေါ့ ကိုယ့်ရဲ့အာကာယကံရှင်ရဲ့သဘောတူ ခွင့်ပြု ခွင့်ပြုလက်ခံတဲ့လောက်ပဲဖီးယားကလုပ်တယ်ပေါ့နော်ခါကြရယုံကြည်သူတွေရဲ့အထဲမှာဟိုဖီးယားဖီးယားကဟိုအမဟိုယုံကြည်သူတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဖီးယားကကိုယ့်ရဲ့အထဲမှာရောက်ပြီး sorry အာဟိုဘောနကံဖြစ်ပြီးဖီးယားသခင်ကိုယုံကြည်လက်ခံလိုက်ပြီးဆိုရင်အာ ခင်ယေရှုကကျမတို့ဝိညာဉ်ထဲမှာလာပြီးတော့အလင်းပေးတယ်ကိုကနေရာရတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အခါမှာဟိုရှေးဥမြတ်တာတဖြည်းဖြည်းနဲ့ပျောက်လာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်အဲအဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ယေရှုကအแทမှာရှိရဆိုပေမဲ့ယေရှုကအဟိုဟာဖြစ်နေဟိုဆေးရုံပေါ်မှာဒူနာနေဆိုရင်ကိုမာဖြစ်နေတယ်လို့မျိုးပေါ့အသက်တော့ရှင်တယ်ပေါ့နော်အသက်တော့ရှင်အသက်ရှင်လားဆိုတော့အသက်တော့ရှိတယ်ဒါပေမဲ့ဟို လုတ်လုတ်ခွင့်အလုတ်လုတ်လို့မရအောင်ရှင်သန်လို့မရအောင်အဲ့လိုမျိုးဖြစ်နေကိုကအဲခရစ်တော်ကိုအထဲမှာကိုရဲ့ဟိုနှလုံးသားထဲမှာထည့်ထားပြီးတော့လို့ကိုမာဖြစ်အဲ့လိုအဲ့လိုအဲ့လိုမျိုးလုတ်ထားတဲ့လိုမျိုးဖြစ်နေပါတော့။အော်ကိုပဲရှင်နေကိုပဲလုတ်ချင်တာပဲလို့ကိုစားချင်တာစားတယ်အကိုသွားချင်တာသွားတယ်ကိုလုတ်ချင်တာလုတ်တယ်ပေါ့နော်။အဲ့လိုမျိုးဟိုယေရှုယေရှုကအထဲမှာရှိနေပြန်ပဲလေယေရှုကအသက်ကိုအပြည့်အဝရှင်ခွင့်မရပဲနဲ့ လိုမျိုးလုလုလူကိုယ်တိုင်ကိုကိုယ်တိုင်ပဲသက်ရှင်တဲ့အခါမှာဟိုဆုံးရှုံးခြင်းဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ယုံကြည်သူအတ္တတာကဖះကိုရထားပေမဲ့ဖះကိုအခွင့်မပေးတဲ့အခါမှာကိုယ့်ရဲ့တတ္တာထဲမှာဒီခါတိချင်းတွေလိုမျိုးတွေနဲ့ဆုံးရှုံးခြင်းဖြစ်ဖြစ်တယ်ဆိုတဲ့အရာကိုအဲပြန်ပြီးတော့ဆင်ရှင်ရပါတယ်လို့နောက်ဆုံးအနေနဲ့ကြတော့ အာဖျားဆမျက်နှာ190မှာဗောနော်ဖျားကိုချစ်ချင်းမရှိပဲအစီခံနေသည်မြအလကားပဲဖျားကို မချစ်ပဲကောင်းမှုလုပ်နေသည်မြတင်္ခါရနဲ့အနတ္တပဲဖျားကို မချစ်ပဲအလူငွေလူယုံမြမကမိမိကိုကိုမီးရှို့ရစ်ပူစော်လဲအလကားပါပဲတဲ့အာဟုတ်ပါတယ်ဖျားကိုဒီ ဖျားရဲ့ချစ်ချင်းမြတ်တာဗောနော်ခုနဟိုပြောသလိုမျိုးဖျားကလူကိုအရင်ဦးဆုံးချစ်တာဖြစ်တယ်ဗောနော်ဖျားကလူကိုလူကကြဆင်းသွားတဲ့ခါမှာဖျားကလူကိုလိုက်ရှာတယ်ဖျားရဲ့ချစ်ချင်းမြတ်တာနဲ့ကျမတို့ပြန်ပြီးတော့ဆွဲခေါ်တဲ့ခါမှာကျမတို့ကဖျားကိုချင်းပြန်ပြီးတော့ချစ်တဲ့ခါမှာဖျားရဲ့ချစ်ချင်းမဲ့အဲချစ်ချင်းနဲ့ချစ်ရမယ်ဗောနော်ကိုယ့်ရဲ့ဒီဇာတိကောင်းချင်းဇာတိအာဇာတိချစ်ချင်းနေဟို လူဟောင်းချစ်ချင်းနေနဲ့မဟုတ်ဘဲနဲ့ကိုကဘုရားရဲ့သွန်လောင်းပေးတဲ့မေတ္တာကိုခံယူပြီးတော့ဘုရားရဲ့မေတ္တာနဲ့ဘုရားကိုပြန်ချစ်တဲ့အရာကပဲအာစစ်မှန်တာဖြစ်တယ်ကောနော်ဟိုအဲ့လိုမျိုးအဲ့လိုမျိုးဘုရားအဲ့လိုမျိုးဘုရားရဲ့ချစ်ချင်းနဲ့မဟုတ်ခင်နဲ့ဘာဘာလို့ဘာပဲလို့လို့ပေါ့နော်အာအရန်အပင်ပန်းခံပြီးတော့ ဘာပဲလုပ်လို့စေခံခြင်းပဲဖြစ်ဖြစ်အဲကောက်မှုလုပ်တာပဲဖြစ်ဖြစ်နေဒီဘက်တိုင်းဖျားချောင်းသွားတယ်အလူငွေထဲ့တယ်ဘလို့အဲ့ဒါတွေပဲလုပ်ယုံလုပ်လုပ်နေပြီးတော့ဗောနော်တကယ်ရင်ဒီရင်ထဲကလာတဲ့ဖျားရဲ့ချစ်ချင်းမြတ်တာကိုအခြေခံခြင်းမရှိတဲ့အရာအလုံးကအချီးနီးအလဟာဒဖြစ်တယ်ဆိုတဲ့အရာကိုလည်းအဲဆင်ရှင်ရပါတယ်လို့ဒီ ။ Yeah အလုံးကပေါ့နော်ကျမတို့အကုန်လုံးကဖျားစီကလာတယ်ရောမဒီ73 36မှာရှိတယ်ပေါ့နော်ခသိန်းသောအရာတို့ဒီကိုရောအထဲက၎င်းကိုရောအာဖြင့်၎င်းကိုရောအဖို့လုံက၎င်းဖြစ်တယ်ဆိုတဲ့အရာကိုဆင်ခြင်ရတယ်ပေါ့နော်ကျမတို့ဘာပဲဖြစ်ဖြစ်အာကိုအရာခသိန်းကကိုရောအထဲကလာတဲ့အရာဖြစ်တယ်ကျမတို့လုတ်တဲ့အရာတွေကလည်း ကိုကိုကောင်းမှုအဖြစ်ကိုကောင်းသောအဖြစ်မဟုတ်ပဲနဲ့ကိုရောကိုရောအဖြစ်ပဲဖြစ်တယ်ဗောနော်ကိုရောပေးထားတဲ့ချစ်ချင်းမေတ္တာအဖြစ်ကိုရောပေးထားတဲ့အဲဒီနှလုံးသားခွန်အားအဖြစ်၎င်းဖြစ်တယ်ပြီးတော့လုတ်တဲ့အရာအတိုင်းကကိုရောအဖို့လုံတာဖြစ်တယ်ဗောနော်ဒါကိုကျမတို့ကိုကိုတိုင်အာကိုကိုနာမည်ကြီးဖို့ကိုကလူများရှေ့မှာနာမည်ကောင်းရဖို့ ဟိုအော်ဒီတယောက်တော့ဖျားတရားအဲဟိုရန်လုတ်တယ်ရန်ဖျားတရားကင်ဆိုင်နေအဲ့လိုမျိုးတွေပေါ့နော်တစ်ခါရန်ဖြစ်တတ်တယ်ပေါ့နော်လူတွေကလို့ဒါပေမဲ့ဒီຢာကကျမတို့ဆင်ခြင်မှုဖြစ်တယ်ကိုလုတ်တဲ့ຢာကိုပြောသောຢာတစ်ခုစီတိုင်းကကိုအတွက်မဟုတ်ကိုအတွက်ကိုနမဲကောင်းရဖို့အဲ့လိုမျိုးအဲလူတွေရှေ့မှာ ဟိုနာမည်နာမည်ကောင်းရဖို့လို့မဟုတ်ဖဲနဲ့ခသိန်းသောယာကကိုရောအထက်ကဖြစ်တယ်ကိုရောအားဖြင့်ပဲဖြစ်တယ်ကျမတို့ကိုယ်တိုင်အားဖြင့်ဘာမှမလုပ်နိုင်ဘူးเนาะကိုရောအားဖြင့်တော့ကောင်ဖြစ်တယ်ကိုရောအဖို့လူငါလကောင်ဖြစ်တယ်ဆိုတဲ့အရာကိုစင်ချင်ရတယ်ဒီကိုရောကိုရောအားဖြင့်မဖြစ်တဲ့အရာတွေရပါဘောเนาะတစ်ချိန်မှာကျမတို့ဒီမီးနဲ့စစ်ဆေးလိုက်တဲ့အခါမှာဘောเนาะဒီအရာကိုကိုအားဖြင့်လုပ်တဲ့အရာတွေအားလုံးက မီးလောင်ပြီးတော့ဟိုလောင်ကျွမ်းသွားမှာဖြစ်တယ်ဗောနော်ဒါဟိုဒီအရာကိုကျမတို့ဒီနေ့ဆင်ရှင်ရပါတယ်